ိရမလားဝင်းကားစားရခြင်းတူတူတောင်မှတချို့နေရာမှာတပွဲတပေါင်းလောက်ပေးနေရမျိုးရှိတယ်ဒီမဲ့ပေါ့တိစကွာဘလို့တိစလဲဆိုတာကျွန်တော်တို့ကကိုယ်တိုင်စားဖို့မှတိမှာအားလုံးကအရင်တော့ကပြောနေကြပါတော့အဲ့ဒါမင်းကျော်ကြီးကရှောင်းမီအကြောင်းနေပဲပြောနေရဲ့ ဟိုအကြောင်းမဲပြောနေရမိမမိပဲဖြစ်နေရရမီဖန်ကြီးဒါတော့တကယ်တော့ရမီဖန်ဆိုတာကဒါအားလုံးကဒီတရားမှာ68ယောက်လောက်ကမိသုံးတာများရလေအဲ့တော့သူတို့ကိုကျူးဆိုင်ပြီးတော့တတိချာလေးခဲလို့ပြီးတော့ပြပြပြရဒါပေမဲ့ request လောက်တာလည်းများလာတဲ့အခါမှာဒီတစ်ခါကျွန်တော်ရဲ့ favorite အဖြစ်ဆုံးအကြိုက်ဆုံးလို့ပြောလို့ရရယ် 1UI နဲ့ Samsung ဖုန်းအကြောင်းလေးနည်းနည်းလေးပြပြပေးမယ် အဲဒီဗီဒီယိုမှာကျွန်တော်အဓိက Samsung ရဲ့ Galaxy A16, Samsung ရဲ့ Galaxy A35, Samsung ရဲ့ Galaxy A55 ဒီ၃မျိုးရဲ့ပြီးတော့ Galaxy S25 Ultra ဒီ၄မျိုးအကြောင်းဒီကောင်နေသုံးရတာအဆင်ပြေလားသူတို့သူတို့ဈေးထဲမှာဘယ်လိုအနေထားရှိလဲဘယ်သူတွေကဒီဖုန်းတွေကိုရွေးဝယ်တင်တာလဲတကယ်ရောကောင်းရလားဒီအကြောင်းပြပြပေးမယ်ဆိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစလိုက်အောင် Samsung ဖုန်းတွေအကြောင်းပြောမယ်ဆိုလို့ရှိရင်ဒါ One UI အကြောင်းကလည်းမပါမဖြစ်ပဲ။ဟိုးရင်တုန်းကကြတော့ဒါ Samsung Experian နဲ့ Samsung ရဲ့ Torvis UI ကိုတုံးခဲ့တယ်။ဒါပေမဲ့ဒီကောင်တွေကတော်တော်လေးကိုမှ delay ဖြစ်တယ် feature တွေကလည်းမတုံးပြပြပဲเนาะအပူစားသား feature တွေအများကြီးတယ်။ဒါပေမဲ့အဲ့ feature တွေကတုံးလို့တော့ကောင်းတယ်။ဒါပေမဲ့များတော့ဖုန်းက၄သူတွေဖြစ်တာမျိုးရှိတယ်။ ဒါပေမဲ့ဒီ Samsung ကနေပြီးတော့ဒါတွေကိုပြင်ဆင်ပြီးတော့2018လောက်မှာ UI ကိုစပြီးမိတ်ဆက်ပြီးတော့အခုဆိုလို့ရှိရင် UI 7.0အထိရောက်လာခဲ့တဆင်ပြီးတဆင်တဆင်ပြီးတဆင်ဒါကြားထဲမှာတဖြည်းဖြည်းနဲ့ upgrade ဖြစ်လာခဲ့တယ်သုံးရတဲ့ feature တွေကလည်းပို့ပြီးတော့ကောင်းလာခဲ့တယ်တစ်နှစ်ခြားတစ်နှစ်ပို့ပြီးတော့ user experience ပို့ပြီးကောင်းတဲ့ UI တစ်ခုကိုသူတို့ခြားပြခဲ့ကျွန်တော်ဆိုလို့ရှိရင်လည်းဒါ UI ကကျွန်တော်ရဲ့ favorite အဖြစ်ဆုံး user interface တစ်ခုထဲမှာပါတယ် iOS နဲ့ဒီ UI တွေကလက်ရှိမှာကျွန်တော်အကြိုက်ဆုံးပဲ အမ်မီယူအန်ကိုတော့မကြိုက်ဘူးမှမဟုတ်ကြိုက်တယ်ဒါပေမဲ့မီယူအန်ကနည်းနည်းလေး clean ဖြစ်တယ်အဲအရန် so boring ပေါ့ဗျကျွန်တော်တို့ဆိုအရန်ပြင်းမှုကောင်းတယ်အဲ့တော့ကျွန်တော်မီယူအန်တော့အဲ့လောက်ကြီးမကြိုက်ဘူးဒါကျွန်တော်ရဲ့ favorite ဖြစ်ဆုံးကတော့အဲ one UI ရဲ့ပြီးတော့ iOS ဒီနှစ်ခုကတော့ favorite ဖြစ်ဆုံးဒါဆိုရင်တော့အခုမှ one UI 7.0နဲ့အတူပူပူနေထထားတဲ့ Samsung ရဲ့ Galaxy S25 Ultra နဲ့စပြောကြတာပေါ့ဒီဖုန်းကလေပြောလို့ပြောတာမဟုတ်ဘူး တထဲမှာအကြာကြီးဆမ်းမတုံရဲဘူးဘာလို့ဆိုတော့ဆွဲသွားမှာဆိုလို့အဓိကကျွန်တော်ဒီကောင်းကိုဆမ်းသုံးတဲ့အချိန်မှာတတော်ကမှဆွဲရတာ daily use အများကြီးတုံးကြည့်တဲ့အခါတွေအဲဆာရိုက်တာတွေကင်မရာရိုက်တာတွေတတော်ကြည့်တာတွေ ဒီလို daily driver နဲ့သုံးတယ်ပြီးတော့ကျွန်တော် content ရေးဖို့အတွက် AI နဲ့ခိုင်းကြည့်တယ်ဟို content လေးရေးဖို့အတွက် summarize လုပ်ခိုင်းဒီ content နဲ့ရေးဖို့အတွက် summarize လုပ်ခိုင်းအဲ့ဒီမှာကောင်းတဲ့ content လေးတွေပြန်ယူဒါတွေလှုပ်ရတာတကယ်ကိုမှတတောင်တတာတော်တော်ရှိတယ်သုံးတာလည်းအဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့ဘာပဲလုပ်လို့ one click နဲ့လုပ်လို့ရနေ AI နဲ့ခိုင်းလို့ရနေတာဒါက daily drive နေနဲ့ကအရန်ကိုအဆင်ပြေတဲ့အချက်ဘာလို့ဆိုတော့ဖုန်းတော်များများမှာ time လုပ်ဖို့ဆိုတာတုံတုံမရအောင်ဒါပေမဲ့ဒီဖုန်းမှာက ဒီချက်ကတော်တော်လေးအဆင်ပြေပြောရရင်ဒီဖုန်းကအရင်ခေတ်စားလိုက်ပါမယ်ဆိုလို့ရှင်ခစ်လွန်ဖုန်းလို့ပြောမှာပေါ့ AI နေကကျွန်တော်တို့လုံနိုင်တာထပ်ပို့ပြီးတော့လုတ်ပေးနိုင်တယ်အဲ၃ရာလည်းဘာပဲဖြစ်ဖြစ်ဘာပဲလည်းလုတ်ကျွန်တော် one click နဲ့အကုန်လုတ်လို့ရတယ်အဲဒီကောက်မှာလည်းခုနကပြောသလို display ဘိုင်းနေ performance ဘိုင်းနေလည်းဘာမှပြောရမှာမလို့ dynamic 28 AMOLED display နဲ့လာတယ်ဒါမှ ATP ကိုပြီးတော့ Snapdragon 811 for classy ဒါ Samsung ရဲ့ S25 series အတွက်ကိုဒါ exclusive လုတ်ပေးထားတယ်နည်းနည်းလေးတစ်ခုခုဘာညာပေါ့ဗျအဲမျိုးလေးဂျုံမိထားတဲ့ အဆောစီနဲ့လာတယ်။ performance လည်းသူနေထိုင်တော်တော်လေးကိုအဆင်ပြေတယ်။ကင်မရာကတော့ Samsung ဖုန်းတွေဖြစ်တဲ့အတွက်ဘာမှအသိပ်ပြီးထွေးပြီးပြောရမလို့ natural sun နဲ့ဒါပြောမှတော့ဘာပဲရအရင် over saturate ဖြစ်နေရမျိုးတွေ color တွေကဟိုတက်အရင်ဖြစ်နေရမျိုးတွေဒါဘာမှအသိပ်ပြီးပြောရမလို့တန်တူအဆင်ပြေတဲ့ထဲမှာပါတယ်။ကောင်းတယ်။ဒီဈေးဝင်ကျင်နဲ့ဘာပဲပြောဒီကင်မရာကတော့အဆင်ပြေထဲမှာပါပြီးသား။ ပြောဒီကောင်းမှာနောက်ထပ်တစ်ခုသဘောကြတော့ span နဲ့ span ကတော့ကျွန်တော်တို့ဘာပဲလုပ်လို့ဒီပန်လေးနဲ့ဟိုချစ်တီချစ်ပုံလေးဆွဲအဲနှုတ်လေးမှတ်ဒါမျိုးတွေအကုန်အကောင်အသုံးလို့ရတယ်တကယ်ကို next level form ပဲခိုင်းရင်ခိုင်းတတ်တယ်လို့အကုန်ဒီဖုန်းမှာလုပ်လို့ရတယ်ကျွန်တော်ဘာမှမလုပ်ဘူးပြရတဲ့အခါမှာဆိုလို့ရှိရင်လည်းဒါ lock ပြရတဲ့အခါပြင်ကျွန်တော်အဲ့ lock ကို color grading ပြန်လုပ်မယ်ဆိုလို့ရှိရင် note လည်းပြဿနာမရှိဘူး one clip one clip ပဲနှိပ်ရမယ် color ကြီးတော်တော်ပြန်ချိန်ပေးပါလိမ့်မယ်။ဒါမျိုးလေးတွေတော်တော်လေးကိုအဆင်ပြေတယ်။ပြီးတော့နောက်တစ်ခုဆိုလို့ရှိရင်ကျွန်တော်ဒီ audio evisa ပေါ့အအတန်လေးပါတွေကို background မှာပါ noise တွေရှင်းတာမျိုးတွေဒါအကုန်ပေါ့နော်အဲ့ဒါလုပ်လို့ရတာမျိုးတွေလေအများကြီးပဲတကယ်ကိုပြတ်မယ်ဆိုလို့ရှင်အများကြီးမှအများကြီးတော်တော်လေးကိုကောင်းတယ်ဆိုတော့ S25 Ultra ကတော့အဲ့လိုဆယ်မှာဒါ favorite number 1လုံးဝအကျန်းသဘောကျမိနေတဲ့ဖုန်းတစ်လုံးပဲ ပြီးတော့ဒီဖုန်းမှာပါရဲ့ 1UI 7.0ဒီကောင်ကလည်း feature တော်တော်စုံပြီးတော့တုံးလာတာတကယ်ကိုအနှစ်ပဲဟိုလက်ထဲမှာအကင်ပြီးတုံးနေတော့မှဒီဖုန်းမှာဒီဖုန်းမှာတုံးကျင်တဲ့စိတ်မျိုးဖြစ်သွားတာတခြားကျန်တဲ့ဖုန်းတွေပါမှာသိကောင်းနေမထဲတော့ဘူးဆိုတော့ feeling မျိုးဘာပြော 1UI 7.0ကတိတ်တိတ်ချာကိုသွားပြီးတော့စမ်းတဲ့ user interface လို့ပြောပါနောက်တစ်လုံးကတော့10သိန်းဝန်းကျင်မှာတော်တော်လေးကို daily use အတွက်သုံးရတာအဆင်ပြေရယ် Samsung Galaxy A16 5G ဒါကတော့7သိန်းဝင်ချင်ကိုက existing 5G က7သိန်းကျော်လို့ဈေးများလို့ budget short မယ်ဆိုလို့ရှင်တော့ existing 4G ကိုဝယ်လို့ရတယ်။ design တွေဘာတွေဘာမှတိတ်ပြောမကွာဘူး။ဒီ existing 5G ကိုသဘောကျမိတာကအဓိကကဒီကောင်းရဲ့ display ။ဒီ7သိန်းဝင်ချင်မှာကျွန်တော် even Note 14 Pro Plus တို့ Pro တို့ပါအောင်နဲ့ရှင်မယ်ဆိုရင်တော့မှသူ့ရဲ့ display လေးက brightness တော်တော်လေးကိုကောင်းတယ်။ color ဘိုင်းနေလည်း ို့ပြီးတော့ကြည့်လို့ကောင်းတယ်ဒါကမယုံဆိုရင်တော့ဆိုင်မလာဆန်းကြည့်လို့ရတယ်တော်တော်လေးအဆင်ပြေတယ်ပြတခုပဲအဲ A16 5G မှာကသူ့ display ရဲ့ဒါ notch နှစ်ဖူးစည်းလေးပေါ့နော်နှစ်ဖူးစည်းလေးကိုတီးခန့်လိုက်မယ်ဆိုလို့ရှိရင် display ဘာမှမပြောရမှာရှိဘူးပြီးတော့ 90Hz refresh rate ရမယ်ဘာနဲ့ 90Hz လောက်တော့အရင် smooth ဖြစ်မနေဘူးဆိုပေမဲ့သူ့ရဲ့ display သူ့ရဲ့ဟာနေတော်တော်လေးကိုအဆင်ပြေတယ်ပြီးတော့ Samsung ဖုန်းတွေဖြစ်တဲ့အတွက်သူတို့မှာကသူတို့ရဲ့ signature တခုကရှိပြီးသား။ကိုင်လက်ထက်မှာကိုင်ရတဲ့ hand feeling နဲ့ face quality တွေကဘာမှအပြစ်ပြောစရာမရှိဘူး။ ဘာမှတိတ်ပြီးတော့ထွေထူးဒီဆယ်သိန်းဝင်းကျင်ဆိုရယ်စေးမှာအထွန်းတက်စရာမရှိတဲ့ဘေးကွက်တွေရမယ်။ဘာပဲပြောလူကြီးတွေအတွက်ဘာပဲပြောအဆင်ပြေတဲ့ကောင်းလေးပဲ။ကျွန်တော်ကဒီ Galaxy A16 5G နဲ့ 4G ကိုကြာတော့ကိုကဈေးကိုအများကြီးမတုံးကျင်ဘူး Samsung ရဲ့ One UI ဒီ Samsung ရဲ့ Security ပိုင်း Notch feature တွေဒါတွေကိုတုံးကျင်တယ် Wi-Fi feature တွေကိုတုံးကျင်တယ်ဆိုတဲ့သူတွေအတွက်ဒါ Daily Drive အနေနဲ့ဖုန်းကောင်းကောင်းတစ်လုံးကိုလိုချင်တယ်ဆိုတဲ့သူတွေအတွက်ဒါကောင်းကောင်းကြီး recommend ပေးလို့ရတယ်။ ။နောက်တစ်လုံးက Samsung ရဲ့ Galaxy A35 5G ဒီကောင်ကတော့ဈေးတော်နည်းနည်းပိုပြီးတော့များသွားတယ်။ဒါပေမဲ့သူကဒီ Galaxy A16 ထပ်စာလို့ရှိရင်သူ့ရဲ့ display ကပိုပြီးတော့ကြည့်လို့ကောင်းပါတယ်။ full view ရပါမယ်။ဘေးပေါင်းအလုံးလေးနဲ့ကြည့်ရအောင်အဆင်ပြေ။ဒီဖုန်းတွေကသူတို့ရဲ့အဓိကသွားချင်တဲ့ direction ကဖုန်းကောင်းတစ်တုံးဝယ်တယ်။ daily use မှာကောင်းကောင်းအဆင်ပြေ။မင်းက gain ဆော့နေရမှာမဟုတ်ဘူး။ဒါပေမဲ့ ဒိန်းမစောတဲ့မင်းကဒီဖုန်းကိုသုံးမယ်ဆိုလို့ရှိရင်တခြားကျန်တာအကုန်အဆင်ပြေနေရမယ်ဆိုတဲ့ပုံစံမျိုးနောက် daily use မှာရုပ်ရှင်တွေကြည့်ရယ် social media တွေသုံးတယ် camera ရိုက်တဲ့အလုပ်အတွက်သုံးတယ်ဒါတွေအတွက်ဒီ Galaxy A35 5G ကလည်းအဆင်ပြေထဲမှာပါတယ်ပြီးတော့ဒီကောင်းရဲ့ base quality ကရှေ့ရပြောခဲ့တယ်လို့ပဲ Samsung မှာသူတို့ရဲ့ signature လွတ်တကူရှိတယ်တွေ့ရမလားဘလို့ပဲကြည့်ကြည့်ရိုးရိုးရှင်းရှင်းလေးနဲ့တခါကြရင် simple is the best ပေါ့ ကျွမ်းလာရပြီဘာညာဘာမှပေါ့ဘယ်မဲ့လက်ထဲမှာရှင်းရှင်းလေးနဲ့ clear ဖြစ်ဖြစ်လေးကြည့်ရတာလေးရတယ်အရသာရှိတယ်ဒီဇိုင်းပိုင်းကတော့ဒါကျွန်တော်အကြိုက်ထဲမှာပါတယ်ရိုးရိုးရှင်းလေးဆိုတော့ဒီ classic A35 5G ကလည်းပြောမယ်ဆိုလို့ရှင် daily use အတွက်ကောင်းကောင်းအဆင်ပြေရယ် performance ကောင်းကောင်းသုံးနေတဲ့သူတွေအတွက်ကတော့ဒီကောင်းကို recommend မပေးချင်ဘူးဒါပေမဲ့ကိုက daily driver အနေနဲ့ဖုန်းတစ်လုံးကိုသုံးနေတဲ့ဆိုတဲ့သူတွေအတွက်ကတော့ဘာမှသိပြီးတော့ဖြည့်ဖြည့်ပြောရမှာရှိဘူး အဒီကလူကြီးပိုင်းနေဆိုလို့ရှိရင်လည်း user interface ကောင်းကောင်းသုံးပါမှာပြီးရင်သုံးရလည်းရိုးရှင်းတဲ့လွယ်ကူတဲ့ဒီ one one feature တွေကိုအများကြီးသုံးလို့ရတယ်။ပြီးတော့ socket to search to ပေါင်းတော့ပါသေးရဆိုတော့ Google အတွက်ကောအာမသိပြီးတော့ပြောစရာမရှိတဲ့ဖုန်းတစ်လုံး။ချိန်စီရကတော့ performance ရတော့အရင် high မနေဘူးဆိုရင်ပဲ user interface ကတော့ဘယ်ဖုန်းမှမရတဲ့ interface နဲ့တုံးရမှာဆိုတော့မစိုးလို့တော့ပြောလို့ရတယ်။ တကယ်လို့ကိုက Galaxy A35 ကိုနည်းနည်းလေးတိတ်မကြိုက်ဘူးပုံမြင့်တာလေးကန်ကျင်တယ်ဆိုလို့ရှိရင်เนาะဒီ A55 5G ကိုရွှေ့လို့ရသေးတယ်။အဲဒီကောင်လေးသွန်းနေသူမစိုးဘူး performance တွေပါလေအဆင်ပြေဆောနာကပြောသလိုပဲ A35 နဲ့လည်းချွေးချူအရန်ကွာသွားတော့မရှိဘူး။ဒါပေမဲ့ A55 ကတော့နည်းနည်းလေးပို့ပြီးတော့ performance ဘိုင်းကင်မရာဘိုင်းလေးတွေအပြီးရောဒီ base quality ဘိုင်းလေးမှာနည်းနည်း upgrade လုပ်ထားပြီးတော့တုံးလို့ကောင်းသွားရဲဆိုတဲ့အနေအထားတစ်ခုပေါ့။အဲကျွန်တော် level တစ်ခုတက်သွားတော့လေဘာပဲပြော တချို့နေရာတွေမှာမရရမျိုးတကောက်မှာရရမျိုးဖြစ်လာတယ်ပေါ့အဲဘာပြော A55 5G ကလည်းဝယ်မယ်ဆိုလို့ရှိရင်အဲနည်းနည်းတော့စဉ်းစားမှာပေါ့ကိုကဘာဝယ်ချင်တာလဲ performance ကောင်းတဲ့ဖုန်းဝယ်ချင်တာဒါဆိုရင်ဒါရမဝယ်နဲ့တကယ်လို့ကိုက daily use မှာ software ဘိုင်းကောင်းကောင်းတုံးကျင်တယ် user interface ကောင်းကောင်းတုံးကျင်တယ်ဆိုရင်ဒါတွေဝယ်လို့ရတယ်ရွေးလို့ရတယ်အဆင်ပြေတယ်ပြလို့ပြရမဟုတ်တော့ကျွန်တော်ကိုယ်တိုင်ဆိုလို့ရှိရင်ဒါ Mi 14 Pro ကိုတုံးနေတာအခုထိအသာမကျသေးဘူး ။နောက်ဆိုအရင်ကဒီ Samsung ရဲ့ Wine Wine ကိုတောက်လျှောက်တောက်လျှောက်နှစ်အများကြီးထိတွေ့လာဖြစ်တဲ့အတွက်ဒီ Wine Wine feature တွေကိုနည်းနည်းလေးပို့ပြီးအားတန်ပြီးသဘောကျနေရမျိုးရှိတယ်။တချို့နေရာမျိုးတွေမှာပေါ့။အဲတချို့နေရာမျိုးတွေမှာဆိုရင်တချို့ Xiaomi တခြားတခြားပေါ့နော်အဲ့လို brand တွေမှာမရနိုင်တဲ့ feature မျိုးက Samsung မှာပဲရမျိုးရှိတယ်။ဒါမျိုးလေးတွေပေါ့။ဆိုတော့ Galaxy A55 ကလည်းစိတ်ပိုင်ဝယ်လို့ရတဲ့ကောင်းပဲ။ကျင်းတရာတော့ဒီကောင်လဲဝယ်မယ်ဆိုလို့ရှိရင်เนาะတန်တာမတန်တာအသားလေးခဏထားလိုက်ဒီဖုန်းသုံးလို့ကိုစိတ်ချမ်းသာမယ်ဆိုရင် ွယ်လို့ရတဲ့အနေထားမှာရှိတယ်။ဒါတွေအကုန်လုံးကတော့အခုပြပြပေးသွားတာတွေကဒါ Samsung ရဲ့ Galaxy A series နဲ့အခုမှထွက်ထားတဲ့ S25 Ultra အကြောင်းအဓိကလို့ဖြစ်တာကလည်းဒီ Galaxy A series အကြောင်းတွေကိုကျွန်တော် TikTok တို့ Facebook တို့မှာ ယူကျူတို့မှာလာမင်းနေကြဒီ A series အကြောင်းလေး A 55ဝယ်တဲ့နာတော့ A 35ကဝယ်တဲ့နာတော့ဒါ A 16 5G ကဘယ်လိုအခြေအနေရှိလဲ A 16 4G ကဘယ်လိုအခြေအနေရှိလဲဒါလေးတွေကိုမေးနေလို့ကျွန်တော်ကလုတ်ပေးတာအဲဘာပြောကိုလဲသဘောကျတဲ့ UI နဲ့ brand လည်းဖြစ်နေတဲ့အတွက်ဒါ line တင်တယ်ဆိုပြီးတော့တစ်ခါရဲ့လုတ်ပေးတယ်သိရမလားဝင်းငါစားရခြင်းတူတူတော့မှတချို့နေရာမှာတစ်ပွဲတစ်တောင်းလောက်ပေးနေရမျိုးရှိတယ်ဒီမဲ့ပဲပေါ့ t square ဘယ်လို t လဲဆိုတာကျွန်တော်တို့ကကိုယ်တိုင်စားဖို့မှတိမှာ အဲ့တော့ကျွန်တော်တို့အရင်ဆုံးရွေးမယ်ဆိုရင်ရွေးွယ်ကြီး၃ကြီးအကုန်လုံးကအဆင်ပြေတဲ့ကောင်လေးပဲအမ်မရွေးခင်မှာတော့ကျွန်တော်တို့ဆိုင်မှာလာပြီးတော့အရင်ဆုံးစမ်းကြည့်လိုက်ပေါ့အဲ့တော့ဘယ်တေ့စ်ကကိုနဲ့ kait လဲဘယ်တေ့စ်ကိုကိုက kait လဲအောက်က comment မှာမှတ်ခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အရပင်ကြော်ယူပါ Yangon Mobile Store